်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေဒီမှာအဆုံးဖျားသခင်ရဲ့ကြည်တော်ကိုချီးမွမ်းပါတယ်သင်၌ခရစ်တော်ဤနှုတ်ကပတ်တော်ဆိုတဲ့ကောင်းစဉ်နဲ့ကိုလိုသဲအခန်းကြီး3အငယ်16ကိုဆင်ခြင်သွားခြင်းပါတယ် ခရစ်တော်၏နှုတ်ကပတ်တရားသည်ပညာအမျိုးမျိုးနှင့်သင်တို့အထဲ၌ကြွယ်ဝစွာတည်နေ၍သင်တို့သည် စာလံတခြင်းမှစသောဓမ္မတခြင်းအမျိုးမျိုးအားဖြင့်အချင်းချင်းတို့ကိုဆုံးမတွင်တင်ခြင်းတတိပေးခြင်းကိုပြု၍နူးညွတ်သောစိတ်လုံးနှင့်ဘုရားသခင်ရှေ့တော်၌တင့်တယ်ရောက်ပတ်စွာတခြင်းဆိုကြလောဘုရားသခင်ရဲ့နှုတ်ကပတ်တော်မှာမိန့်တော်မူတိုင်းကဂရိတော်နဲ့အညီရှိပါတယ် ပြသခင်မိမ့်မာထားတဲ့အရာကိုပြည့်မြောက်ဖို့အတွက်ကျွန်တော်တို့ကိုအမြဲတမ်းတကူအာနာကိုပေးထားပါတယ်။ဒီနေ့ဆင်ခြင်တဲ့နှုတ်ကပတော်မှာအမိန့်နဲ့ဂရုကိုတွေ့ရပါတယ်။ဒီအထက်မှာခရစ်တော်ရဲ့နှုတ်ကပတရားကပညာအမျိုးမျိုးနဲ့ကျွန်တော်တို့အထက်မှာကြွယ်ဝစွာတည်နေဖို့ကျွန်တော်တို့ယုံကြည်သူရဲ့အသက်တာရဲ့နေပေတိုင်းမှာစိတ်ဝင်သွားစေဖို့အတွက်ရှင်ပေါလုကကျွန်တော်တို့ကိုမိန့်မာထားပါတယ်။ကျွန်တော်တို့အထက်မှာနှုတ်ကပတော်ကကြွယ်ဝစွာတည်နေရှိနေရမှာဖြစ်တယ်။ ခရစ်တော်ရဲ့နှုတ်ကပတ်တော်ကခရစ်တော်ရဲ့သွန်သင်ချက်ပဲဖြစ်တယ်။ဒါပေမဲ့အဲ့ဒါကသူ့ရဲ့တိကျတဲ့စကားလုံးတွေထက်သာမကပဲနဲ့တမာချန်းစာရဲ့သွန်သင်ချက်အလုံးပဲဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့အထင်မှနှုတ်ကပတ်တော်ကျွယ်ဝစွာတည်နေရမှာဖြစ်တယ်။နှုတ်ကပတ်တော်ကကျွန်တော်တို့ရဲ့အထင်မှတည်နေဖို့အတွက်ကျွန်တော်တို့ဘလို့ခွင့်ပြုကြမလဲ။တည်နေခြင်းဆိုတဲ့စကားလုံးကနေရာယူနေခြင်းပဲဖြစ်တယ်။ ခင်ယေရှုခရစ်တော်ရဲ့နှုတ်ကပတ်တော်ကကျွန်တော်တို့အထဲမှာတည်နေစေခြင်းဆိုတာက ပြာသခင်ရဲ့နှုတ်ကပတ်တော်ကကျွန်တော်တို့စိတ်လုံးအိမ်မှာလုံလုံလားလားတည်နေပြီးတော့စိတ်လုံးနဲ့စိတ်ရဲ့အစိတ်အပိုင်းတွေ အနေနဲ့ဖြစ်လာစေတာဖြစ်တယ်။ကျွန်တော်နေအိမ်ကိုရောက်ရှိလာတဲ့ကျွန်တော်နဲ့ယဉ်နီးတဲ့သူငယ်ချင်းတယောက်အကြောင်းနဲ့နှိုင်းရှင်ပြီးတော့မှစဉ်းစားကြည့်ပါ။အိမ်တဲ့အိမ်မှာဧကံဧကံသမင်းစာကံမိဖို့ကြောင့်ကားကိုယ်တော်အညစ်အကြေးဆွတ်တဲ့နေရာစသဖြင့် နေရာအမျိုးမျိုးရှိမှဖြစ်တယ်။တိတ်မရင်နီးတဲ့သူကကိုယ့်ရဲ့အိမ်ရဲ့နေရာတိုင်းကိုဝင်ထွက်ခွင့်ရချင်မှရမှာဖြစ်ပေမဲ့ရင်နီးတဲ့ငွေချင်းကတော့သူ့အနေနဲ့အိမ်ရဲ့နေရာတိုင်းကိုတက်တောင့်တက်တာရှိခြင်းနဲ့ကောင်းတဲ့နေရာတန်ရှင်းတဲ့နေရာပဲဖြစ်ဖြစ် မတန်ရှင်းတဲ့နေရာပဲဖြစ်ဖြစ်ဝင်ထွက်ခွင့် ပြုသလိုနှုတ်ကပတ်တော်ကိုကျွန်တော်တို့အတ္တတာရဲ့ခန္ဓာတိုင်းမှာတည်နေခွင့်ပေးရမှာဖြစ်တယ် ဒီနေရာမှာခရစ်တော်ရဲ့နှုတ်ကပတ်တော်တွေကိုကျွန်တော်တို့စိတ်လုံးအိမ်အထဲမှာကျင်းသေးခွင့်ပြုဖို့ဒီလန်လေးခုရှိပါတယ်ပထမအနေနဲ့ကျွန်တော်တို့တမန်ကျမ်းစာကိုတည်ကျမ်းလာခြင်းအားဖြင့်ခရစ်တော်ရဲ့နှုတ်ကပတ်တော်ကျွန်တော်တို့အထဲမှာတည်လာနေစေဖို့ပဲဖြစ်တယ်ကျွန်တော်ကိုဗျာဒခင်ပြောတဲ့အဓိကနိလန်းတွေကတော့တမန်ကျမ်းစာကနေတဆင့်ပဲဖြစ်တယ်ကျွန်တော်နှုတ်ကပတ်တော်ကိုပို့တိလေးလေးဗျာဒခင်ကကျွန်တော်ကိုပြောဆိုဖို့လွယ်ကူလေးလေးပဲဖြစ်တယ် ဒုတိယတစ်ခုကကျွန်တော်တို့ဟာခရစ်တော်ရဲ့နှုတ်ကပတ်တော်ကိုနာခံခြင်းအပြင်ကျွန်တော်တို့အထင်းမှတည်နေစေဖို့ကျွန်တော်တို့ကခွင့်ပြုခြင်းဖြစ်တယ်ကျွန်တော်တို့ဟာဘုရားခင်ရဲ့နှုတ်ကပတ်တော်ကိုတာပြီးတော့နာခံလီလီကျွန်တော်နှလုံးသားကသူ့ရဲ့အတန်ကိုပို့ပြီးတော့မှကြားရလီလီပဲဖြစ်တယ်ကျွန်တော်နှုတ်ကပတ်တော်ကိုနာခံနေတာနဲ့အမြကျွန်တော်ရဲ့စိတ်စိတ်နှလုံးနဲ့စိတ်တဘောသားတွေကခရစ်တော်နဲ့အတူခရစ်တော်ရဲ့တရံအဖြစ်ကိုပြောင်းလဲသွားစေပါတယ် တတိယအချက်အနေနဲ့ကတော့ခရစ်တော်ရဲ့နှုတ်ကပတ်တော်ကျွန်တော်အထဲမှာတည်နေခြင်းဟာတာပြီးတော့နေရာကြလေလေအသက်တာမှာတမန်တရားရဲ့စံနှုန်းနဲ့အညီဖြစ်လာလေလေပဲဖြစ်တယ်။ကျွန်တော်ဟာပရောဖက်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ရဲ့နှလုံးသားတွေကိုနဲ့ရှိုင်းစွာ ခွင့်ပြုနေတာနဲ့အမျှခရစ်တော်ရဲ့နှုတ်ကပတ်တော်ကကျွန်တော်နှုတ်ကပတ်တော်ဖြစ်လာပါတယ်။ခရစ်တော်ရဲ့နှုတ်ကပတ်တော်ကကျွန်တော်ရဲ့ တွေးခေါ်မှုနဲ့ပြောဆိုခြင်းတွေရဲ့သဘာဝအစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်။နောက်ဆုံးအချက်အနေနဲ့ခရစ်တော်ရဲ့နှုတ်ကပတ်တော်ဟာ ကျွန်တော်အထင်းမှာချိန်ဝတ်ယုံများနဲ့မရက်တန်လိုက်ပါနဲ့။ကြွေဝှစွာတည်နေပါစေ။နှုတ်ကပတ်တော်ကိုလက်ခံဖို့အမြဲအစဉ်သင့်ရှိနေဖို့ဖြစ်တယ်။ခရစ်တော်ရဲ့နှုတ်ကပတ်တော်ကကျွန်တော်အထင်းမှာကြွေဝှစွာတည်နေတာနဲ့အမျှကျွန်တော်ပြုလီရာရာမှာဉာဏ်ပညာအစဉ်သင့်တစ်ခုတိုးပွားလာမှာဖြစ်တယ်။ ပြာသခင်ရဲ့ဉာဏ်ပညာကကျွန်တော်တို့အတွက်အစိတ်အပိုင်းတစ်ခုဖြစ်လာလိမ့်မှာဖြစ်တယ်။ပဝန်းကျင်မှာရှိတဲ့လူတိုင်းအတွက်ကိုလည်းအားပေးမှုတစ်ခုဖြစ်လာမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဝန်ခံအသက်ရှင်သွားဖို့ကခရစ်တော်ရဲ့နှုတ်ကပတ်တော်ကျွန်တော်တို့အထဲမှာတည်နေတယ်။ခရစ်တော်ရဲ့နှုတ်ကပတ်တော်ကသာအလုံးဝအမိပြုနေတယ်။နှုတ်ကပတ်တော်ကကျွန်တော်ရဲ့အသက်တာကဏ္ဍတိုင်းကိုခွန်အားပေးနေတယ်။နှုတ်ကပတ်တော်ကျွန်တော်တို့အထဲမှာတည်နေလေကျွန်တော်တို့ဟာ ုရားသခင်ရဲ့ဉာဏ်ပညာတိုးပွားလျက်ရှိနေတယ်။ဂျာနာဆင်ကျင်ခဲ့တဲ့သူတိုင်းနှုတ်ကပတ်တော်ကိုပိုတိကျွမ်းဖို့နာခံခြင်းအပြင်တည်နေချောင်းသိချဖို့လူတိုင်းကကိုယ့်အသက်တာကိုကြည့်နေတဲ့အခါမှာကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး3အငယ်3အထဲမှာဖော်ပြထားတဲ့ခရစ်တော်ရဲ့စာအဖြစ်သူတို့ဖတ်လာနိုင်စေဖို့တနေ့ထက်တနေ့လဲနှုတ်ကပတ်တော်ကြွယ်ဝစွာတည်လာနေစေဖို့ ပရောဖက်အတူရှိကောင်းချီးပေးနေပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်တော်အစီအစဉ်ဖြစ်တော်ကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆော့အပ်ပါသည်။